မင်္ဂလာပါကချုံ wave တရင်ဌာနကအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေဒီညနေခင်းတိုင်းတင်ဆက်တော်မယ့်တရင်အစီအစဉ်ဖြစ်ပါတယ်ကျွန်မကတော့နေ့စဉ်ထူးခြားတရင်တွေကိုတင်ဆက်ပေးပါမယ်တရင်အစီအစဉ်တင်ဆက်တင်မယ့်ဆက်မယ့်ဖြစ်ပါတယ် ဦးတော်ခန့်မချမ်းပေါ်မြို့နယ်အင်္ဂါသိန်းကျဲရွာဘက်ကိုစစ်ကောမရှင်ကမနေ့ကလေရင်နဲ့ဘုံကျဲခဲ့တာကြောင့်ကျဲရွာပြည်သူတွေတကွဲတပြားထွက်ပြေးသိမ်းရှောင်နေရတယ်လို့သိရပါဗျ။မချမ်းပေါ်နဲ့မြို့နယ်နဲ့နမိတ်ချင်းဆက်ဆက်နေတဲ့ခေါလံဖူးမြို့နယ်မှာတော့တိုက်ပွဲဖြစ်ပွားနေပြီးငွားစော်တော်ရွာပြည်သူစစ်ခန်းကို KNA ပူပေါင်းတပ်ဖွဲ့ကတိမ်ပိုက်နိုင်ခဲ့ကြောင်းကန်အိုပြန်ကြားရေးတရင်ကတရင်တင်ဆက်ထားပါဗျ။အင်္ဂါသိန်းကျဲရွာမှာလေရင်ဘုံကျဲခံရတဲ့အကြောင်းကိုတရင်ရင်းမြစ်တအူကအခုလိုပြောပါဗျ။ ရွာကလူတွေတကွဲတပြားစီထွက်ပြေးခဲ့ရတယ်။မိသားစုအချင်းချင်းတောင်တကွဲတပြားဖြစ်သွားတယ်လို့ကြားတယ်လို့ဆိုပါတယ်။ပူတာအိုခရိုင်ဒေတာဖြစ်တဲ့မချမ်းပေါနောင်မွန်းနဲ့တိုက်ပွဲဖြစ်နေတဲ့ခေါလံဖူးမြို့နယ်တွေရာနေမြေချင်းထိဆက်နေတဲ့မြို့နယ်တွေဖြစ်ပါတယ်။စစ်ကောမရှင်ဟာအခုလအော်တိုဘာနောက်ဆုံးပတ်မှာကျန်ရီတမဟာတင်နေမြေတွေဖြစ်တဲ့မချမ်းပေါအင်ဂျန်ရဲ့မြို့နယ်တွေမှာလေကြောင်းတိုက်ခိုက်မှုဇက်တိုက်ဆိုတလို့လှုပ်ဆောင်ခဲ့တဲ့တရင်တွေကြားသိရပြီး KAI ရဲ့အခြားသမဟာဒေတာတွေမှာလည်းလေချောင်းနဲ့ဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်နေကြောင်းစီရီတရင်ရင်းမြစ်တွေကပြောပါရယ်။ ချင်းစကိုင်းနယ်စပ်နဲ့ဆီအောင်ဂိတ်ကနေမြစ်ကြီးနားအထိနန်းချောင်းတလျှောက်မှာစစ်ကော်မရှင်နဲ့ပြည်သူစစ်ဂိတ်ပေါင်းများစွာအထိုင်းချပြီးဂိတ်ကြီးကောက်နေတာကြောင့်ကုန်စီတဲဆောင်ခဈေးနှုန်းတွေကအရင်တိုင်းဈေးနှုန်းမြင့်တက်လျက်ရှိတယ်လို့သိရပါဗျ။နန်းဆီအောင်စုပေါင်းဂိတ်နဲ့နန်းဆီအောင်မုံညင်းမြို့ချာမှာစစ်ကော်မရှင်ဂိတ်တွေအနည်းဆုံး၃ဂိတ်ထပ်ရှိနေပြီးအဆိုပါလမ်းကျောမှာပေးဆောင်ရတဲ့ပမာဏဟာငွေကျပ်၅သိန်းနဲ့အထက်ရှိတယ်လို့ကားဆရာရင်းနဲ့နေဆက်သူထံကသိရပါဗျ။မုံကြီးဟုတ်ပင်မြို့သားမှာအထိုင်ချနေတဲ့ရှမ်းပြည်ရုစစ်အမေခံလက်နက်ကိုင်တပ်ဖွဲ့တွေကိုစက်သိန်းကနန် ်ပေးဆောင်ရပြီးဟိုပင်အထွက်မှာရှိတဲ့ကြာကြီးကွင်းပင်ပေါ်တောင်နေကညင်မြိုင်အဆရှိတဲ့ကျေးရွာတွေမှာဂိတ်ထိုင်ထားတဲ့စကောင်စီနဲ့ပြည်သူ့စစ်အဖွဲ့တွေကိုလည်း၃နှင်းကျော်ပေးဆောင်ရတာဖြစ်ကြောင်းဆိုပါတယ်။အဲဒီနောက်မိုးကောင်းတဲ့မြကြီးနာလမ်းကျောပေါ်ကနမတီ၂၇မိုင်စူပေါင်းဂိတ်နဲ့အကြက်ဂိတ်အပြင်လေးစိတ်လမ်းထိပ်ကစစ်ကော်မရှင်ဂိတ်တွေမှာပေးရတဲ့ဂိတ်ကြီးတွေဟာစုစုပေါင်း၃နှင်းအထက်ရှိကြောင်းသိရပါတယ်။ကချင်ပြည်နယ်အတွင်းနန်းစီအောင်ကလည်းမြကျင်းနာအထိကုံကားတစ်စီးဖြတ်သွားမယ်ဆိုရင်စစ်ကော်မရှင်နဲ့ပြည်သူ့စစ်ဂိတ်တွေထံပေးဆောင်ရတဲ့ဂိတ်ကြီးငွေပမာဏဟ ဟာ70တိန်းကျော်အထိရှိနေတယ်လို့သိရပါဗျ။မြမပြည်အောက်ပိုင်းကနေမြจีนာမြို့ကိုအ धिक တင်ပို့တဲ့ကုန်ပစ္စည်းတွေဟာအထက်အလိမ့်နဲ့လူတုံးကုန်အလားကုန်နဲ့စားတောက်ကုန်ပစ္စည်းတွေဖြစ်ကြောင်းသိရပါဗျ။ပြီးခဲ့တဲ့2024ခုနှစ်နဲ့ယခုနှစ်အတွင်းအင်ဒေါ်မြို့ရှောင်းလန်းနဲ့ကမ်ဘလုံမြို့နယ်ကပေကြီးကွန်းလန်းကိုဖျက်ဆီးခဲ့တဲ့အချိန်မှာငွေကုန်ကြေးကျများလာကြောင်းကချင်ပြည်နယ်အတွင်းမှာကုန်စင်းလုံးမြင့်တက်ခဲ့ပါဗျ။အခုလက်ရှိမြို့ရှောင်းလန်းတွေကိုအသုံးပြုစရာမလိုတော့ဘဲနဲ့ရခင်မြจีนာရွှေဘိုးပြည်တော်စုလမ်းမကြီးအတိုင်းမောင်းနှင်သွာလာနိုင်ပေမဲ့ဂိတ်တွေပေါများလာ ာတာကြောင့်ရခိုင်အတိုင်းကုန်းစည်းသေးယူသွားလာစေရာဇင်းတို့မြန်မာအနေဆဲဖြစ်တယ်လို့သိရပါဗျ။ဒီကနေ့ရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲရနာပါရစေ။မိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကြမ်းပါပြီးဘေးအနေကင်းရှိပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရစေ။